ဟာဆက်ဘောလုံးဆွဲပြေးလာပြီဆိုရင်ပြိသက်အားလုံးရည်သက်ရှုမောဖြစ်ဖို့တွေချက်စီမှာကစားခဲ့2012ခုနှစ်ကနေ2019နှစ်အတွင်းဟာဆက်ကပရီးမီးယားလိရဲ့ဘောလုံးမှော်စရာပါချက်စီတခင်မှာဟာဆက်ရဲ့ dribbling နဲ့တဦးချင်းကြော်ဖြတ်မှုတွေကမမေ့ရနိုင်ကြပါသူကပရီးမီးယားလိရဲ့ဝန်းမှာမှော်အောင်ခဲ့တယ်သူ့ကိုရက်တက်မှုရာမလွယ်ကူခဲ့ဘူးပြိုင်ဘက်တွေကဟာဆက်ကိုပညာချင်းမရှိတဲ့အခါခက်ကြမ်းတားဆီးကြတယ် ထတိကယ်ဖုန်းနေနဲ့တားဆီးသလိုအသက်လွတ်လူချတာတွေလည်းရှိခဲ့ပါတယ်။ဟာဆက်ကပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးတောင်ပံကစားသမားတဦးဆိုတာထက်ပိုပါတယ်။သူထက်ပိုပြီးအောင်မြင်တဲ့တောင်ပံကစားသမားတွေရှိပေမဲ့ဟာဆက်လောက်အမှုပညာဆက်ဆံကစားနိုင်ပါဘူး။ဟာဆက်ရဲ့အလှည့်ဖြားကြော်ဖြတ်မှုနဲ့ဘောလုံးညံရီက တခက်တရာအတူမရှိခဲ့ဘူး။ဟာဇတ်ကတစ်ချိန်တုန်းကကျွန်တော်တို့ကိုဖျော်ဖြေမှုပေးခဲ့တဲ့ဘောလုံးမှော်ဆရာတဦးပါပဲ။အသက်30ကျော်စားအရွယ်မှာပဲသူ့ကိုလိုချင်တဲ့အသင်းမရှိတော့ဘူး။သူ့အတွက်တင့်တော်ပဲနေရာလေးတစ်ခုမရှိခဲ့ဘူး။တာဝန်ကတရားဟာထိတ်လန့်ဖွယ်ရကောင်းနေ။ဟာဇတ်ကိုချစ်နေသေးသူတွေအတွက်ကစားသမားဘွားကအစောကြီးအနားယူသွားတာက တကယ့်ရင်ခွဲစရာပဲ။ဟာဆက်ရဲ့ပုံရိပ်တွေ၊မျက်ခင်းစိမ်းတွေထပ်မရှိတော့ဘူးဆိုတဲ့အသည့်ဟာတိတ်ပြီးနာကျင်စရာကောင်းနေ။ဟာဆက်ကိုသတိရနေကြပါလိမ့်မယ်။ ူကပြိတ္တတန်ဖိုးများစွာကိုဖျော်ဖြေမှုပေးခဲ့သူမဟုတ်လားအခုသူကပရီးမီးယားလိရဲ့ horror film တွေခုံယူခံရတယ်တကယ်ကိုထိုက်တန်လွန်းတဲ့အရာပါဟာဆက်ကကဏဝင်ဆိုတာသိကြပါဗျ